Sí. ရကလေးကိုအစားအစာအမာတွေစတင်ကျွေးတော့မဲ့အချိန်မျိုးမှာတင့်ကလေးရဲ့စားတော့စရင်တွေမှာမထည့်သင့်တဲ့တချို့အစားအစာပုံစံတွေရှိပါတယ်။တင့်ကတင့်ရကလေးလေးအတွက်လူကြီးစားသလိုအစားအစာတွေကိုကျွေးချင်နေပါလိမ့်မယ်။ဒါပေမဲ့တချို့သောအစားအစာတွေကသူတို့ရဲ့အစာချေစနစ်ကိုအနှောင့်အယှက်ဖြစ်စေပြီးတော့တခါတလေမှလေဘင်းမှာတင့်နေနေတတိုင်မျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်ဒီလိုလေးထဲမှာတော့ကိုယ့်ရဲ့ကလေးအသက်တစ်နှစ်အောက်မှာရှောင်ရှားတင့်တဲ့အစားအစာ၅မျိုးကြောင့်ပြပြပေးတော့ပါပဲဖြစ်ပါတယ်။မျိုးလေးမစားခင်မှာ ာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ပြီးလာဆိုဒီဘက်ကိုလည်းထိုးခဲ့ပေးပါအောင်ရှင်။ပထမတစ်မျိုးကတော့ပြားရည်ပါเนาะပြားရည်ကအရသာရှိတဲ့အာဟာရဓာတ်တွေပြည့်နေတဲ့ဆိုပေမဲ့ခလေးရဲ့စားသောက်စီရင်တွေအတွက်ဆိုရင်တော့အစိတ်အတော့ဖြစ်စေတတ်ပါတယ် ပြားရည်ထဲမှာ Clostridium botulinum လို့ခေါ်တဲ့ Bacteria ပိုးမွားတွေပါနေတတ်ပါတယ်။သူက botulism လို့ခေါ်တဲ့ရောဂါရဲ့လက်တွေပါပဲနော်။အတန်တနည်းအောင်ငယ်တဲ့ကလေးတွေရဲ့ဦးလဲကြောင့်ကအားနည်းနေသေးတာကြောင့်ပြားရည်ထဲမှာပါတဲ့ဒီ Bacteria ပိုးမွားတွေကိုမတားဆီးနိုင်တာပြင်မတတ်တဲ့နာမျိုးတွေဖြစ်တတ်ပါတယ်။ botulism ဆိုတာပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်နော်။ဒါပေမဲ့လည်းကလေးတွေကိုသေတဲ့အထိဖြစ်စေတာမျိုးတော့ရှားပါတယ်။ဒါပေမဲ့ကလေးတွေမှာအစာအသောက်ပြတ်တာမျိုး၊နှုတ်သိမ့်မဆို့တာမျိုးနဲ့ဝမ်းချ ုတ်တာမျိုးရေတက်ခါချောက်တာမျိုးတွေဖြစ်တတ်ပါရဲ့ရှင်။နောက်ထပ်ဆောင်ပေးရမယ့်အစားအစာကတော့နွားနို့နဲ့ပဲနူတွေပါ။ ။မားနှုတ်နဲ့ပဲနှုတ်တွေထဲမှာခန္ဓာကိုယ်အကျိုးပြုတဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ဒါပေမဲ့အသက်တစ်နှစ်အောက်အရွယ်ကလေးတွေအတွက်ကြတော့သူတို့ရဲ့အစာချေစနစ်အတွက်ပြဿနာတက်နိုင်ပါသေးရှင်။နောက်ထပ်တစ်မျိုးကတော့အသီးဖျော်ရည်တွေပါ။အသက်6လအောက်ငယ်တဲ့ကလေးတွေကိုအစာအသောက်နဲ့ပတ်သက်ပြီးတော့အထူးလေ့လာထားတဲ့သူတွေကအသီးဖျော်ရည်တွေတိုက်ကျတဲ့အကြံကိုလည်းမခံကြပါဘူး။ဖျော်ရည်ဆိုတာမှာကတခြားဓာတ်များတဲ့အတွက်တည့်ရက်ကလေးအာဟာရဓာတ်ကိုအသီးကိုအပြည့်အဝစားသလိုအာဟာရတော့မရစေနိုင်ပါဘူး။ တခါတလေတော့တည့်ရက်ကလေးကိုဘိုင်းမနာစီမဲ့ပန်းသီးဖြော်ရေးစပြေသီးဖြော်ရေးနဲ့တတော်သီးဖြော်ရေးလိုမျိုးတွေတိုက်ပြီးလို့ရပါရဲ့ရှင်။အဲဒါမျိုးကတော့အစစ်အစံနဲ့အခုံမာသီးတွေပါဖရဲသီး မမော်သည်စီးစီးနဲ့ချယ်ရီသီးတွေက အရသာရှိပြီးတော့ကျမရဲ့အတွက်ကောင်းမွန်တဲ့အသီးအနှံတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီအသီးတွေက ခလေးတွေစားလိုက်တဲ့အခါတီးတာမျိုး၊နင်းတာမျိုးနဲ့တင့်နေတာမျိုးတွေဖြစ်တတ်ပါတယ်။တည့်ရက်ခလေးကိုအဆိအဆန်ပါတဲ့အသီးတွေမကျွေးခင်မှာအဆိတွေကိုတေချာလေးဖယ်ပြဖို့လိုအပ်ပါတယ်။နောက်ပြီးနေကြာဆေးတို့ဖျော်ဆေးတို့လိုမျိုးတွေကိုလည်းခလေးတွေကိုမစားခိုင်းသင့်ပါဘူး။ဒီလိုအဆိအဆန်အခွန်မာသီးမျိုးတွေကိုခလေးတွေနဲ့ခွေးဝေးဝေးမှာထားပါ။တတိမထားမိခင်မှာ ားစားမိမြူချမ်းမိတာတွေကိုမဖြစ်စေမှာပဲဖြစ်ပါတယ်။နောက်တစ်မျိုးကတော့မျိုးကျတိုင်ထားတဲ့အသားတွေပဲဖြစ်ပါတယ်။လူကြီးတွေမှာတော့ဝက်ပေါင်ချောက်တပြားဒါမှမဟုတ်ဝက်ဦးချောင်းတစ်ချောင်းလောက်နဲ့တော့ခန္ဓာကိုယ်ကထိခိုက်သွားတယ်ဆိုတာရှားပါတယ်။ခလေးတွေလည်းဒီအတိုင်းပါပဲ။ဒါပေမဲ့လည်းအသက်တစ်နှစ်အောက်ခလေးတွေကတော့ဒီလိုမျိုးကျတိုင်ထားတဲ့အသားတွေကအာဟာရဓာတ်ဘာမှသိမ့်မပိုင်အောင်သာမကပဲနဲ့နိုက်ထရိတ်ပမာဏမြင့်နေတာတွေဆိုဒီယမ်ဓာတ်တွေအဆီဓာတ်တွေရဲ့ဓာတ်ရုပ်ပစ္စည်းတွေရဲ့ပါဝင်နေတာကြောင့်မကျွေးတင်ပါအောင်ရှင် ဒီလောက်ဆိုရင်တော့တနည်းအောင်ကလေးတွေကိုမကျွေးတဲ့နဲ့အစားစား၅မျိုးသိသွားလောက်ဝီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုဆုံးလေးကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်တော့ဗီဒီယိုတွေမှာပြန်ကြည့်ကြပါဦးနော်။